င်္ဂလားဒေ့ရှ်လောက်သား26ယောက်ကိုအာရခတက်တော် A ကမလာစင်ဂါရဲ့နေညနေကဘင်္ဂလားဒေ့ရှ်နေရှားကျောက်တက် BGBC လွေပြောက်ပေးလိုက်တယ်လို့တင်ပြရှိပါတယ်။အဲ့ဒီ26ယောက်ကိုဘင်္ဂလားဒေ့ရှ်နေရှားကျောက်တက် BGB ကခေါ်ယူတော့ခဲ့ပြီးဘင်္ဂလားဒေ့ရှ်ကိုပြန်လည်ရောက်ရှိလာခဲ့တယ်လို့တက္ကနမျိုးအခြေဆိုင် BGB 2တယံမူဒုတိယဘုံမူကြီးအာရှကရမန်ကအတီးပြပြောကြားခဲ့ပါတယ်။သူတို့ကိုကော့ရှ်ဘဇာခရိုင်တက္ကနမျိုးနယ် ရှော်ဒူဘာရာစစ်ခင်တရားကနေတဆင်ကောင်းမွန်စွာခေါ်ဆော်လာခဲ့တယ်လို့သူကပြောဆိုခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်ငါးဖန်တမားတွေဟာအခုလအတွင်းနေမင်းမှာငါးဖန်နေစဉ်နေရအများပြားမှာ ဖန်စီခံခဲ့ရပြီးအေးတာဝန်ရှိသူတွေနဲ့အချင်းချင်းရှိတ်ဆက်ညွန်နိုင်ဆောင်ရောက်ပြီးနောက်ပြန်လည်ခေါ်ယူခဲ့တယ်လို့ဒုတိယဗိုလ်မှူးကြီးအာရှကာရမဲကပြောဆိုခဲ့ပါတယ်။ငါးဖန်တမားတယောက်ကတော့အေးဟာသူတို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ပုံမကောင်းဝင်တဲ့စစ်တင်မှုထူထောက်ဖို့ခေါ်တော်တာဖြစ်ပြီး AA ကဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ပုံမကောင်းဝင်တဲ့ဆက်ဆံရေးကိုတိစောက်ရှင်တယ်လို့ပြောဆိုခဲ့ပါတယ်။